စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုနေမကောင်းထံမှသာဖြစ်လို့အသက်အန္တရာယ်ဆိုရင်ရလောက်တဲ့အချိန်ခါမျိုးမှာ အာပိစကားပြောရမယ်ဆုံးမစကားပြောရမယ်လို့ပြောရတယ်နော်အဲ့ဒီအချိန်မှာစိတ်ဓာတ်အကြဆုံးအားငယ်ဆုံးဖြစ်တတ်သည့်အတွက်ကြောင့်ဒီအချိန်မှာအာပိစကားပြောဖို့ဒါလူတိုင်းလူတိုင်းဟာတနေ့ဟာမကြုံတွေ့ပဲနဲ့နေလို့မရဘူးကြုံတွေ့မှာပဲနော် လူတိုင်းလူတိုင်းဘယ်ကိုသွားနေတာတုံးဆိုရင်မွေးလာတဲ့အချိန်ကနေစပြီးဘယ်ကိုသွားတာတုံးဆိုရင်အိုချင်းဘက်ကိုသွားနေတာအိုချင်းကနေဘယ်ကိုသွားနေတာတုံးဆိုနာချင်းကိုသွားနေတာနာချင်းကဘယ်ကိုသွားတာတုံးဆိုရင်တေချင်းကိုသွားတာဒါကြောက်စရာစကားမဟုတ်ဘူးတချို့ကပြောရင်တေစကားပြောရင်မင်္ဂလာမရှိဘူးလို့နမိတ်မရှိဘူးလို့တို့ထင်တယ်မတေမှကြားနာပဲနော်လွတ်ရင်တော့လည်းပြောကောင်းတာပေါ့ ဘယ်သူမှလွတ်တာမှာမဟုတ်ပဲနဲ့ဟုတ်တယ်မလားကိုယ်ပဲသွားနေတာတော့ဆိုတာသိဖို့မလိုဘူးလားအေးမသိတာကတော့အဲ့ဒါပညာမဲ့လွန်အားကြီးတာပေါ့ကိုယ်ပဲသွားနေတယ်ဆိုတာသိရမှာပေါ့လူတွေကပြောကြတယ်ဘဲမှမသွားဘူးအိမ်မှာနေတာလို့တိုးတော့အိမ်နေရင်အသက်ကကြီးကြီးမသွားဘူးလား ကြီးသွားနေတော့ဘဲသွားနေတယ်လို့ထင်တော့အိုရက်စီသွားနေတယ်အိုရက်စီကနေပြီးတော့နာရက်စီမရောက်ဘူးလား အေးနရစီကနေပဲရောက်သွားတော့ဆရာတော်ကြီးတွားတရားကပ္ပထနှလုံးသွင်းနိုင်လက်သွင်းခိုင်းတယ်လို့ပဲခံနိုင်ရင်ခံမခံနိုင်ရင်သိဆိုတာဟုတ်ကဲ့လားဦးချင်းစင်းရဲ့နာချင်းစင်းရဲ့ကိုခံနိုင်တဲ့အခြေအနေရှိတဲ့အချိန်မှာခံနေပြီးတော့မခံနိုင်တဲ့အခြေကြသိသွားတာပေါ့အဲ့ဒီသိချင်းစင်းရဲ့လူဘွားတစ်ခုကအဆုံးသတ်ကြ မြတ်စွာဘုရားနဲ့ဒီလိုပဲဆုံးသက်တယ်ရှင်သာရိပုတ္တရာရှမောကလန်တို့လည်းဒီလိုပဲဆုံးသက်တယ်သို့သောအဆုံးသက်ကလေးကောင်းအောင်လုပ်ပြီးလို့ရပါတယ်လူတွေဟာအဆုံးသက်ကောင်းဖို့အတွက်အသေးကောင်းဖို့အတွက်အနေကောင်းဖို့ဆိုတာလည်းလိုအပ်တယ်လို့ဒီလိုပြောကြတယ်နော်သို့သော်လူရဲ့စိတ်ဓာတ်ဆိုတာကနောက်ဆုံးအချိန်ရောက်လို့ရှင်အားငယ်တတ်တယ်တဲ့အဲ့ဒီလိုအားငယ်လာလို့ရှင် အာပေစကားပြောရမယ်ဆုံးမစကားပြောရမယ်အခုတချို့တိုးတက်တဲ့နိုင်ငံကြီးတွေမှာဆေးရုံတွေမှာဗာရီထားတော်လို့ဆိုလို့ရှိရင်ဘာသာရေးဆိုင်ရာအာပေစကားပြောမယ်ပုံကိုယ်တွေကိုခန့်ထားလေးရှိအခုအင်္ဂလန်တို့မှာဆိုရင်အဲ့ဒီယာဒုခန့်ထားတာရှိဆေးရုံကြီးတွေမှာဘုရားဘာသာဝင်